လက်ရှိဖြစ်ပွားနေတဲ့ရင်ကြောကြက်တဲမှုကိုဖြေရှင်းနိုင်မှုအတွက်အငှားရင်တွေကိုလမ်းပေါ်လျှောက်ဆွဲနေတာထက်တက်စီမှတ်တိုင်တွေလှုပ်ဆောင်တင်တယ်လို့အမှတ်နဲ့ရင်ထင်းရဲတပ်ဖွဲ့ကွဲမှုရုံးကပြောကြားလိုက်ပါတယ်ဒီသတင်းကိုခိုင်မနှုတ်ပေးပို့ထားတာပါ ရန်ကုန်တိုင်းဒေသကြီးမှာအ धिक ဖြစ်ပွားနေတဲ့ရင်ကြောကျက်တဲမှုပြဿနာကိုဖြေရှင်းနိုင်မှုအတွက်ဂုံးကြော်တရားတွေဆောက်လုပ်ခဲ့ပေမဲ့ဒီပြဿနာကိုဖြေရှင်းနိုင်ခြင်းမရှိသေးပါဘူး။ဒီပြဿနာကိုအ धिक ဖြေရှင်းနိုင်မှုအတွက်မြန်မာနိုင်ငံရင်းနှီးရေးတပ်ဖွဲ့ဘက်ကလည်း Master Plan တွေချမှတ်ပြီးဖြေရှင်းပေးနိုင်မှုအတွက်စီစဉ်ဆောင်ရွက်မှုတွေလည်းရှိပါတယ်။ Master Plan တွေတဲ့အတခုဖြစ်တဲ့အငှားရင်တွေကိုခုလိုလမ်းပေါ်မှာပြေးဆွဲနေရတဲ့နိုင်ငံတကာနီးတူတစီမှတ်တိုင်နေနေဆိုရင်ရင်ကြောကျက်တဲမှုကိုဖြေလျှော့သွားနိုင်တယ်လို့အမှတ်နဲ့ရင်းနှီးရေးတပ်ဖွဲ့ခွဲရုံးကပြောပါရယ်။ တက်စီစတန်းတွေကျွန်တော်တို့ကဆောင်ပေးမယ်အဲ့လိုတက်စီစတန်းတွေမှာကျွန်တော်တို့ကဘယ်လိုနေရာမျိုးတွေမှာအဓိကထားပြီးတင်လဲရှေးဦးကြီးလိုဟာမျိုးအပြီးဈေးလိုနေတဲ့နေရာမျိုးအပြီးအကြောင်းလိုနေတဲ့နေရာမျိုးအပြီး shopping mall တွေအဲ shopping center တွေအဲဒီလိုနေရာမျိုးတွေမှာကျွန်တော်တို့ကသွားပြီးတော့တက်စီစတန်းတွေကျွန်တော်တို့ကထားပြီးတင်အဲ့လိုထားပြီးပြီးတော့မှကျွန်တော်တို့ကဒီစားနေရာမှာတော့လကောင်းပါတော့နော်ဆိုဘူးဒါတွေနားမှာတော့လကောင်းဒီလိုနေရာမျိုးတွေမှာထားပြီးပြီးတော့မှ ကျွန်တော်တို့အနေနဲ့ဆွေးနွေးလေးတစ်ခုနဲ့လုပ်ပေးထားရင်ဒါပို့ပြီးတော့မှအဆင်ပြေတာပေါ့အခုလောတက်စီတွေကိုနေရာတစ်ကျိုက်ရန်နာပြီးအလဲကျစနစ်နဲ့သွားရတဲ့တက်စီမှတ်တိုင်တွေကိုပြည်ပမှာလှုပ်ဆောင်နေတာဖြစ်ပြီးမြန်မာနိုင်ငံမှာလည်းဒီစနစ်ကိုလှုပ်ဆောင်ဖို့ကြိုးစားနေကြတာပါဒါပေမဲ့ဒီစီစဉ်မှာလည်းအခက်အခဲတွေများစွာရှိနေနိုင်ပါသေးတယ်ထို့နေရာတွေမှာစတမ်းပေးရတာရှိတယ်အခုဆိုစေယုံကြီးတို့ဘာလို့မှရှိတယ်ဒါပေမဲ့စေယုံကြီးတို့ဘာလို့ကရှိတယ်ဆိုတဲ့နေရာလူထွက်တဲ့နေရာမဟုတ်ဘူး ။တချို့နေရာဆိုဈေးတော့မှန်တယ်။ဒါပေမဲ့ဈေးနဲ့လှမ်းတယ်။ပစ္စည်းတော့ပါလာတဲ့လူကလှမ်းတဲ့နေရာကိုသူပစ္စည်းတော့တင်မလာနိုင်ဘူး။အဲ့လိုမျိုးရှိရအဲ့တော့ဘာဖြစ်လဲဆိုအခုလိုမျိုးအခုလိုမျိုးဈေးအပေါက်ဝတွေမှာကားလာပြောကြတယ်ဟုတ်လားအဲ့တော့ဒီနေရာတွေကလည်းတကယ်လမ်းပြောမှဆိုချင်တယ် မြန်မာနိုင်ငံမှာတစီကားပေါင်း6000ကျော်ရှိပြီးလမ်းပေါ်တွင်မှာကိုပိုင်ကားအရေးတွင်တဲ့တစီအရေးတွေရာဂိုင်းတော့အတူတူလောက်ရှိရလို့ရင်းနှီးရေးတဖွဲ့ရဲ့သုံးသက်ချက်တွေအရသိရပါဗျ။လက်ရှိရင်ကြောကျတဲ့မှုဖြစ်ပွားရတဲ့ပတ်သက်ပြီးစစ်တမ်းကောက်ယူရမှာတော့အဓိကလမ်းကားတွေစီကဲမဲ့မောင်းနေတာကြောင့်ဖြစ်တယ်လို့သိရပါဗျ။ဒုတိယကတော့အကြောင်းဖွင့်ရသည်မှာအကြောင်းကျိုးပို့ရှင်တွေကြောင့်ဖြစ်ရတယ်လို့ရင်းနှီးရုံးရဲ့စစ်တမ်းတွေအရသိရပါဗျ။ကျွန်မခိုင်ပန်းနူပါ။